Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Galaxy Studio YouTube Channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့အားလုံးအတွက်စပြီးလေ့လာလို့ရအောင်ပါနော် Banner for Beginner Course ပေါ့နော်အဲ့ဒီဟာကို Browser Lesson 1အနေနဲ့ Blender ဆိုတာပါလဲပေါ့နော် Blender ဆိုတာကျွန်တော်တို့ 3D Modeling တွေ Rendering တွေ Animation တွေ VFX တွေနောက်ပြီးတော့ Video Editing တွေရာအစကျွန်တော်ဒီ Blender ရဲ့ Open Source တဲ့မှာအကုန်လုံးအကုန်လုံးလုပ်လို့ရတယ်ပေါ့နော်အဲဒိုကြောင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဟိုတုံးကျင်တဲ့ဒူတိုင်းအတွက်ပေါ့နော်အခမဲ့ ဖြစ်တဲ့အပြင်ပြီးတော့ပြီးပြည့်စုံတဲ့ 3D software tool တစ်ခုလိုလဲဒါပြောလို့ရတယ်ဗော။ဒါဆိုရင် Blender မှာဘာတွေလုပ်လို့ရတယ်ဗော။ Blender ဘာတွေလုပ်လို့ရလဲဆိုရင် 3D modeling တွေ၊ cartoon animation တွေ၊နောက် product design တွေ၊နောက် architecture visualization တွေ၊နောက် video composition တွေ၊နောက် motion tracking တွေအကုန်လုံးအကုန်လုံးကိုကျွန်တော်ဒီ free open source တကူထဲမှာအကုန်လုံးလုပ်လို့ရတယ်ဗောနော်။ဒါဆို Blender ကိုဘယ်သူတွေကသုံးကြလဲဗောနော်။ Blender ကိုဘယ်သူတွေသုံးလဲဆိုရင် Blender ကိုသုံးတဲ့သူအများစုက ကျွန်တော်တို့ freelance 3D artist တွေဖြစ်တယ်။အဲခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့ studio level အဆင့်ရှိတဲ့ animation production တွေအစဒါ blender ကိုဒါစပြီးတော့တုံးလာကြပြီလို့ပြောလို့ရတယ်ပေါ့နော်။အဲခုနောက်ပိုင်းဆိုရင် pizza netflix ပေါ့နော်။အဲနောက် ubisoft ဒီလို company ကြီးတွေအစဒီ blender ရဲ့ workflow ကိုသူတို့ဒီဆန်းပြီးတော့တုံးလာကြပြီပေါ့နော်။ဘာကြောင့် blender ထူးခြားပြီးတော့ဒါကောင်းမွန်လာရတယ်လဲပေါ့နော်။သူကအခြား 3D software တွေနဲ့ရှင်းမယ်ဆိုရင် ခါမဲ့ဖြစ်တဲ့အပြင်အင်ကာရက်တွေကလည်းတော်တော်စုံတယ်လို့ပြောလို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ community တစ်ခုလုံးကဒါနေချင်းညာချင်းနဲ့တိုးတက်လာတယ်လို့ဒါပြောလို့ရတယ်။ Okay ဒါဆိုရင်ကျွန်တော်အထက်ပါပြောပြတဲ့အချက်တွေကိုအားလုံးလည်းစိတ်ဝင်စားကြမယ်လို့မျှော်လင့်တယ်။ဒါကြောင့်ကျွန်တော်နောက်သင်ကန်းစာမှာ banner ကိုစပြီးတော့ download လုပ်မယ်။ပြီးရင်နောက်ဘယ်လိုမျိုး install လုပ်မယ်။ဘယ်လိုမျိုးစပြီးတော့အသုံးပြုလို့ရတယ်ဆိုတာကိုကျွန်တော်နောက်သင်ကန်းစာမှာအားလုံးကို share လင်းလုပ်ပေးပါမယ်။